မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 14ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်မျိုးသိန်းတိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းပနင်္လာနေ့မျိုးနယ်မှာရှိတဲ့မောတောင်မျိုးကိုတော်လိုင်းတပ်များကအပိတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်စစ်တုံမန်းများနဲ့လက်နက်ခဲယမ်းအများပြားကိုသိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စီဒီအမ်ဘုံမှုတင်လင်းအောင်ဟာ မောင်နှောင်းမျိုးတိန်တိုက်ပွဲမြေပြင်အထိရောက်ရှိနေပြီးတော့ဟန်စီရရှိတဲ့စစ်တုံးမှန်းများနဲ့တိန်စီရရှိထားတဲ့လက်နက်ခဲယမ်းများရဲ့ဓာတ်ပုံများကိုသတင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ ဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်အစောပိုင်းမှာဘောတော်မျိုးကိုတော်လိုင်းတပ်များကသိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဘောတော်မှာရှိတဲ့နောက်ဆုံးကြံရင့်နေတဲ့စစ်ခွေးတိုက်ရဲ့စခန်းကုန်းကိုတိုက်ခိုက်သိမ့်ပိုက်ပြီးတဲ့နောက်ဘောတော်မျိုးကိုသိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့ပြောပါတယ်။ဘောတော်မျိုးကို KNL ဦးဆောင်တဲ့တော်လိုင်းတပ်များကလာပေါင်းများစွာပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးတဲ့နောက်နိုဝင်ဘာလ17ရက်နေ့ကစတင်ပြီးတော့တော်လိုင်းတပ်ပေါင်းစုက အပိသက်ထိုးစစ်ဆင်ခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ14ရက်နေ့မနက်အစောပိုင်းမှာအပိသက်တိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ မောရောင်မျိုးသိန်းတိုက်ပွဲမှာ KNL ကဦးဆောင်ပြီးတော့ BBL အပါအဝင်ပြည်သူ့ကာကွယ်ရေးတပ်များမဟာမိတ်ဒေါ်လာရေးတပ်များစွာပါဝင်ပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မောရောင်မျိုးသိန်းတိုက်ပွဲမှာ မောင်ဆောင်ခရဲ့ဗမာပြည်သူလွတ်မြောက်ရေးတပ်တော် BBL ကပအဝင်တိုက်ခိုက်ခဲ့ပြီးတော့မျိုးသိန်းတပ်ပုံများကိုလည်းဖော်ပြထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့နိုဘမာလ14ရက်နေ့မနက်အစောပိုင်းမှာမောရောင်မျိုးကိုကာကွယ်ထားတဲ့စစ်ခွေးတိုက်ရဲစခန်းကုန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မောရောင်မျိုးတစ်ခုလုံးကို KNL ဥဆောင်တဲ့တော်လိုင်းတပ်များကသိမ်းပိုက်လိုက်ခြင်းဖြစ်ပြီးတော့စစ်ခွေးတပ်သားများဟာထိုင်းဘက်ခြမ်းကိုအတုတ်လိုက်အတုတ်လိုက်ထွက်ပြေးသွားတယ်လို့သိရပါဗါတယ်။ထိုင်းအာဏာပိုင်များထံကိုလက်နက်များအနှံပြီးတော့ခိုးလုံသွားကြတယ်လို့သိရပါဗါတယ်။ ဘာဘလကနေမရွေးဘူးလို့ BBL ကရဲဘော်မောင်ဆောင်ခါကသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာဓပုံများနဲ့တကွသတင်းထုတ်ပြန်ထားပါတယ်။မောရောင်မျိုးကို KNL ဦးဆောင်တဲ့တော်လိုင်းတပ်များကလာပေါင်းများစွာပိတ်ဆို့တိုက်ခတ်ခဲ့ပြီးတဲ့နောက်နိုဝင်ဘာလ17ရက်နေ့ကစတင်ပြီးတော့တော်လိုင်းတပ်ပေါင်းစုကအပိသက်ထိုးစစ်ဆင်ခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ14ရက်နေ့မနက်အစောပိုင်းမှာမောရောင်မျိုးကိုအပိသက်သိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်ဆက်တဲ့အခြေစားနေပြီးတော့ဥဒရသီရီမြို့နယ်မှာရှိတဲ့စစ်ခွေးတပ်ရဲ့စခန်းကို PLA ကဝင်ရောက်စီးနင်းပြီးတော့နေပြည်တော်ဝင်းကျင်အထိကို PLA ကရောက်ရှိနေရာယူထားပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ12ရက်နေ့ညနေပိုင်းနေပြည်တော်ဥတ္တရသီရိမြို့နယ်နဲ့တက္ကသိုလ်မြို့နယ်ကြားမှာရှိတဲ့ရတနာမြေအခြေပြုလုံခြုံရေးကင်းစခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကဝင်ရောက်စီးနင်းခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစခန်းကစစ်ခွေးတွေဟာ PLA ကဝင်ရောက်စီးနင်းတဲ့အချိန်မှာစခန်းကိုစွန့်ခွာထွက်ပြေးသွားတယ်လို့ပြောပါတယ်။ဒါကြောင့် PLA ကစခန်းရဲ့ကင်းကြည့်ညှော်စင်များဘန်ဂါများကိုဖျက်တော့ကစခန်းထဲကိုဝင်ရောက်နိုင်ခဲ့ ဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်စခန်းတစ်ခုလုံးကိုရှင်းလင်းရေးဆောင်ရွက်ခဲ့ပြီးတော့အဲ့ဒီစခန်းဟာစစ်တပ်ကနှစ်နှစ်ဝင်းကျင်ကြောင်းတပ်ဆွဲထားတဲ့စခန်းဖြစ်တယ်လို့သိရပါတယ်။စစ်ခွေးတပ်ကရမဲသိန်းမြို့နယ်ကနေစစ်ကြောင်းတစ်ကြောင်းနေပြည်တော်ကအမြန်လန်းကနေစစ်ကြောင်းတစ်ကြောင်းအခြေပြုစခန်းတစ်ခုကနေစစ်ကြောင်းတစ်ကြောင်းစုစုပေါင်းစစ်ကြောင်း၃ကြောင်းနဲ့နေမြေစိုးမိုးရေးစစ်ကြောင်းထိုးနေတဲ့အချိန် စစ်ခွေးတိုက်ရဲ့အခြေပြုစခန်းတစ်ခုကို PLA ကဝင်ရောက်စီးနှင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်နိုဝင်ဘာလ23ရက်နေ့မှာလည်းအဲ့ဒီစခန်းတစ်ခုလုံးကိုထပ်မံရှင်းလင်းရေးလှုပ်ဆောင်ခဲ့တာကကြီးစံအချို့ငွေသားအချို့နဲ့စေတုံးဆောင်ပစ္စည်းအချို့ကိုလည်းတင်စီရမိခဲ့တယ်လို့သိရပါတယ်။ ကျမတို့ PL ရဲဘော်တွေကြီးပဲဝင်းအောင်စီးနေတာပါတခြားဘယ်တက်မှမပါပါဘူးလို့ပြီးသူလုံးပြောင်းရေးတက်တော့ PL ရဲ့အထွေထွေအတွင်းရမှုရဲဘော်နီနီကျော်ကရှင်းပြထားပါတယ်လက်ရှိမှာစိတ်ခွဲစစ်ကြောင်းနှစ်ခုဟာရတနာမြေအခြေပြုလုံခြုံရေးစခန်းရဲ့အနီးကပ်ရွာနေရွာမှာစစ်ကြောင်းထိုင်လျက်ရှိတယ်လို့သိရပါတယ် PL တပ်များအနေနဲ့ပျောက်ကြားစနစ်နဲ့နေရာပေါင်းစုံကိုရောက်ရှိနေပြီးတော့အချို့နေရာများမှာမဟာမိတ်တပ်များနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့သိရပါတယ် ပြရလေကနေပြည်တော်ပဝင်းကျယ်အထည်ကိုရောက်ရှိပြီးတော့နေရယူထားနိုင်ပြီဖြစ်ကြောင်း၎င်းကရှင်းပြထားပါတယ်။ပြရလေကပျောက်ကြားဆစ်ဆစ်နေတယ်ဆိုတော့တချို့ဒေသတွေကိုဝင်ရောက်နေရယူနိုင်နေပါပြီ။တချို့နေရာတွေကျတော့မဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့တိုက်ပွဲဝင်နေတယ်။အဲ့ဒီနေရာကတော့ဟိုတစ်ခေါက်ကလေးကဗိုလ်ကြီးတွေဖမ်းမိထားတာရှိသေးတယ်။အဲ့ဒီနားကလှုပ်ရှားနေပြီပေါ့။ကျမတို့ရဲဘော်တွေကတော့သူတို့ရဲ့ရဲစွမ်းအသက်တွေကိုကျမတို့ချီးကျူးပါတယ်။ကျမတို့မှာရှိတဲ့အင်အားနဲ့အများရန်တိုက်ချင်ခိုက်ချင်စိတ်ရှိနေတယ်။ပြည်သူတွေဘက်က ကာကွယ်ပေးချင်စိတ်ရှိတယ်။ ဒါတော့အင်အားကြီးမတဲ့ရန်သူတွေကိုတတ်တည်ရှိရှိနဲ့ဖြတ်ထုံးညာရှိရှိနဲ့တိုက်ပွဲတွေဖော်ဆောင်တဲ့အပေါ်မှာသူတို့ကိုလေးစားပါတယ်ဂုံလဲဂုံယူပါတယ်ဝမ်းလဲဝမ်းကြောက်မိပါတယ်လို့ပြည်သူလူမျိုးကြီးတက်မှာတော့ PLA ကအထွေထွေအတွင်းရင်မှုရဲဘော်နီနီတော်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆောလာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းမုံရွာမန္တလေးလမ်းမိုက်မှာတိုက်ပွဲဖြစ်ပွားနေပြီးတော့စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ပြည်သူတွေထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းကမုံရွာမန္တလေးလမ်းမုံရွာမြို့နယ်က ခင်မော်ရွာဘတ်ဆုံချမ်းအနီးမှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့်ခီးသွွားကားတွေရပ်တန့်ထားရတယ်လို့ဒေသခံတွေကပြောပါတယ်။မော်ရွာမန္တလေးလမ်းမှာကျင်းနီလမ်းကြောင်းရှိတာကြောင့်လမ်းကျောကိုလုံခြုံရေးအရာတင်းကျပ်ထားပါတယ်။ကားရန်ဖြတ်တဲ့လမ်းကြောင်းတစ်လျှောက်မကြာခဏပစ်ခတ်မှုတွေဖြစ်နေလို့လမ်းကျောပိတ်ဆို့ထားတာတွေရှိတယ်လို့ဒေသခံတအူးကရှင်းပြထားပါတယ်။ဒါအပြင်နေ့လယ်တနားရီလောက်ကလည်းမော်ရွာမန္တလေးလမ်းပိုင်းမှာရှိတဲ့မုံရွေးရွာတိုးခိတ်ကစစ်ခွေးတွေကလက်နက်ကြီးနဲ့ရန်တန်ပစ်ခတ်ခဲ့တာကြောင့်မုံရွေးရွာရဲ့လက်နက်ကြီးကြောက်ရောက်ပောက်ကွဲက ဤသို့နှောက်ဦးထိခိုက်ဒဏ်ရာရရှိထားပြီးတော့နေအိမ်တချို့မီးလောင်ခဲ့တယ်လို့ဒေသခံများကပြောပါတယ်မုံရွာမန္တလေးလမ်းပိုင်းကနိုင်ရီကန်ရွာအနီးမှာမနေ့ကညနေပိုင်းကလည်းတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်အချိန်ကြာနေစွာလမ်းပိတ်ဆို့ခဲ့တယ်လို့သိရပါတယ်မုံရွာမန္တလေးလမ်းမှာတိုက်ပွဲတွေခက်ဆိတ်ဆိတ်ဖြစ်ပွားလာပြီးတော့စစ်ခွေးတပ်ကပြည်သူတွေကိုလူသားတိုင်းလှုပ်တာတွေမိုင်းရှာခိုင်းတာတွေပြုလုပ်ခိုင်းတာကြောင့်ပြည်သူတွေသတိပြုသွားလာကြဖို့တော်လိုင်းအဖွဲ့တွေကသတိပေးထားကြောင်းပြင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အစီအစဉ်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ပြင်မှာရှိတဲ့ MNDAA တပ်များကိုစစ်ခွေးတပ်ကစုခွာခိုင်းမှုကြောင့်ကိုကန့်နဲ့စစ်တပ်ကြားမှာနှစ်ဖက်စစ်ရေးတွေတင်းမာနေပြီးတော့လာရှိုးမြို့ဝင်းပေါင်းများနဲ့လမ်းများကိုနှစ်ဖက်စလုံးကပိတ်ပင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုနိုဝင်ဘာလဇန်ပိုင်းမှာ MNDA တပ်များနဲ့စစ်ခွေးတပ်တို့ကြားမှာပုံမှန်တွေ့ဆုံမှုများလှုပ်ဆောင်ခဲ့တဲ့အချိန်စစ်တပ်က MNDA တပ်များကိုလာရှိုးမျိုးပြင်ကျေးရွာများမှာတပ်ဆွဲထားမှုကနေစုခွာပေးရန်အမိန့်ပေးလာရာကနေနှစ်ဖက်စီရေးတင်းမာမှုများဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့ဒေသစီရေးသတင်းရင်းတွေတချို့ကပြောပါရယ်အဲ့ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီးတော့ MNDA ဘက်ကိုဆက်သွယ်မေးမြန်းအတည်ပြုရန်ကြိုးစားတော်လဲကစုံတရားတုံ့ပြန်ခြင်းမရှိသေးဘူးလို့သိရပါရယ်လက်ရှိမှာလာရှိုးမျိုးကိုဝင်ရောက်နိုင်တဲ့ပြည်ပေါ်တရာနမ်လန်ဟိုရတို့ကို MNDA နဲ့ စစ်ခွေးတက်နှစ်ဖက်စလုံးကပိတ်ပင်ထားတယ်လို့သိရပါဗါးလက်ရှိနှစ်ဖက်စီရေးတင်းမာမှုရှိတော့လဲသနက်ဖောက်တဲ့အထိတော့မဖြစ်နိုင်ပဲပြည်ထောင်နိုင်ငံကဂျောင်းဝင်မှုနဲ့ဖြည့်ရှင်းပေးနိုင်လိမ့်မယ်လို့ယူဆကြောင်းသိရပါဗါးအဓိကအားဖြင့်စစ်တပ်ကအင်အားပြန်လည်စုစည်းမိလာတဲ့အချိန်မှာ MNDA အပေါ်အပေါ်ဈေးကနေပြီးတော့နိုင်ထက်စီနဲ့ပြန်လည်ဆက်ဆံရန်စူးစမ်းလာခြင်းဖြစ်နိုင်တယ်လို့ယူဆကြောင်းနိုင်ငံရေးစီရေးသတင်းရင်းတွေကပြောပြထားပါဗါးတီဘောတရားကနေဘု து ဘုံကဖြတ်ခွက်မပေးတော့ဘူးအခုစည်ရေးတင်းမာနေတာလား ။ဘာကြောင့်လဲတော့မသိသေးဘူး။ဂျားထဲမှာကတရုတ်ကဂျားဝင်ထားတဲ့ကိစ္စဆိုတော့နှစ်ဖက်စလုံးကတော့တနက်ဖောက်တဲ့အထိတော့ဖြစ်ကြလိမ့်မယ်လို့မထင်တော့ပါဘူး။နှစ်ဖက်တင်းမှာပြီးတော့တရုတ်ကဝင်းကြီးလိုက်ရင်ပြီးတော့မှာပါ။လန်ဒရာတွေပိတ်တာကလည်းခဏလောက်ပဲဖြစ်မှာပါလို့ဒေတာစီရေးသတင်းရင်းမြစ်ကသုံးသပ်ထားပါတယ်။ဒါပေမဲ့စစ်ခွေးတပ်ကတရုတ်ရဲ့ဂျားဝင်မှုကိုဂရုမစိုက်ပဲရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့တိန်ဒီအပါအဝင်မြို့များကိုပြန်လည်ရယူလို့ပြီး၎င်းလက်လို့ဆုံးရှုံးထားတဲ့နေပြည်တော်များကိုတောင်းယူခြင်းများတိုးမြင့်လာနိုင်တယ်လို့သိရပါတယ်။ တောင်းလို့မရပါကတိုက်ယူတဲ့အထိဖြစ်လာပါကနှစ်ဖက်အပြည့်ရရေးကျိုးပေါက်ပြီးတော့တိုက်ပွဲများပြန်လည်ဖြစ်ပွားလာနိုင်တယ်လို့စီရင်သုံးသက်သူများကပြောဆိုနေကြပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကိုကန့်အထုဒေသတဲမှာလက်ရှိရရှိထားတဲ့စီရင်ရစဲရေးသဘောတူညီချက်ဟာအစစ်အဆိုင်ရရလက်တစ်ခုသာရှိပြီးတော့နောက်ဆုံးငင်းကြရေးမဟုတ်ဘူးလို့ပြောပါတယ်။စစ်မှန်တဲ့ငင်းကြရေးရရှိရေးအတွက်ဝေးလံနေစေဖြစ်ကြောင်းကိုကန့်အထုဒေသအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ MNDAA ရဲ့ COC ချုပ်ဒုတိယဗိုလ်ချုပ်ကြီးမစ္စတာပန်ဒီရန်က အော်တိုဘားလ25ရက်နေ့မှာ MNDAA ရဲ့2025ခုနှစ်အပတ်စဉ်တက်ကေရာများအလဲကျတင်းနှန်းစင်းပွဲမှာသတိပေးပြောဆိုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးတော့အကူညီတောင်းကြံတာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အဲတန်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတော့လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ။နေ့စဉ်မပြတ်အစီအမင်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်မှာစနေကုန်းကြီးရွာသူအသက်၁၈နှစ်အရွယ်နော်ထီထာဖောကိုအချမ်းဘတ်စစ်ခွေးများက အုပ်စုဖွဲ့ပြီးတော့အတ္တမဖြူကျင့်ပြီးဒါနဲ့မသိမချင်းထိုးတက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၄ရက်နေ့ညနေ6:00နာရီခွဲအချိန်ကမှတနောင်ကြီးမြို့နယ်အတွင်းမှာရှိတဲ့အချမ်းပတ်စစ်ခွေးတိုက်ရဲ့ဘရင်တော်တင်နန်းကျောင်းကစစ်ခွေးများနဲ့တင်းနဲ့လေးတိုက်ရင်ကစစ်ခွေးများပူးပေါင်းထားတဲ့စစ်ကြောင်းဟာတောင်ဟူကနေတနောင်ကြီးကိုစစ်ကြောင်းထိုးလာတဲ့အချိန်စနေကုန်းကျေးရွာတဲကိုဝင်ရောက်ပြီးတော့ကင်းချကညအိမ်ရန်ယာယီတက်ဆွဲခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်အချမ်းပတ်စစ်ခွေးတွေဟာစနေကုန်းကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်နေအိမ်များကိုဝင်ရောက်စီးနင်းတဲ့အချိန် အိမ်ထဲမှာရှိနေတဲ့အသက်တစ်နှစ်နှစ်လအရွယ်ကလေးငယ်ရဲ့မိခင်ဖြစ်သူအသက်16နှစ်အရွယ်နော်ထီတာဖောခေါ် နော်ငင်းငယ်ကိုစစ်သား၃ဦးကအုပ်စုဖွဲ့အာဓမပြုတ်ကျင်ခဲ့ပြီးတော့ရင်အောင်နဲ့လေပင်တို့ကို ဒါနဲ့၆ချက်ထက်မနည်းမတိမချင်းရရဆက်ဆက်ထိုးတတ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းမဲ့စစ်ခွေးစစ်ကြောင်းဟာခြေရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်းနေအိမ်များကလက်ဝတ်လက်စားများငွေကြေးများတံပိုးရှိတဲ့ပစ္စည်းများကိုလည်းခိုးယူလူရက်သွားတယ်လို့သိရပါတယ်။ပြည်သူတွေမွေးထားတဲ့အိမ်မွေးတိရစ္ဆာန်များကိုလည်းတပ်ဖြတ်ပြီးစားတော့ကခြေပါဖျားကြောင်းရံမုံငွေများကိုလည်းအရဝယ်တောက်သွားတယ်လို့သိရပါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းကတောင်ကိုကနေတန်တောင်ကြီးကိုစစ်ကြောင်းထိုးတာစနေကုန်းကြီးကအတွင်းမှာညအိတ်တက်ဆွဲတော့အသက်ဆက်ရှင်တဲ့အရွယ်ကလေးအမေနော်ထီးတာဖိုးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီးတော့ဒါနဲ့မသေးမချင်းရရဆက်ဆက်ထိုးတာသွားတာရွာတွေကိုလည်းဝင်မွေပြီးတော့သူတို့စိတ်ကြအကုန်ခိုးယူသွားပါတယ်ဒီမကောင်းဆိုးဝါးတွေထက်ဆိုးတဲ့အောက်တန်းစားကောင်းတွေကိုပြောစရာစကားတော်မရှိတော့ဘူးလို့ KNL တမဟာနှစ်တိုင်ရင်ကပေါ်ထီကိုကတောင်းရှိသူကပြောဆိုခါကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ Thank you.